မူလဝဒပညာရှင်ဦးဝင်းနိုင်ကတော့အရေးပေါ်သတိပေးလာပါပြီအဲ့ဒါကတော့အထူးသဖြင့်အခုငလင်တန်နဲ့တေချေပျက်စီးနေကြတဲ့ပြည်သူတွေနဲ့အဲ့ဒီငလင်တန်သိပြည်သူတွေစီကိုကယ်ဆယ်ရေးတွေသွားပြီးနေကြတဲ့သူတွေကယ်ဆယ်လုပ်ငန်းတွေလုံးဆောင်နေကြတဲ့သူတွေကို GAB လာလာဆန်ပိုင်းကနေစတင်ပြီးတော့မိုးလေဝသအခြေအနေတွေကိုလုံးဝမျက်ခြေမပြားစောင့်ကြည့်ကြဖို့တော့တိုက်တွန်းလိုက်တာပါ။ဘာကြောင့်လဲဆိုတော့ AB လာလာဆန်ပိုင်းမှာ မုံတိုင်းရှိလိုပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ပြည်သူတွေအနေနဲ့ငလင်တန်ဘေးကြားကအခုလိုမျိုးရည်ကြီးမှုတွေ၊မိုးကြီးမှုတွေနဲ့ရင်းဆိုင်မချုံတွေ့ရအောင်အခုကတည်းကနေပြင်ဆင်လို့ရအောင်မလို့ဝသအခြေအနေတွေကိုဦးဝင်းနိုင်ကအရေးပေါ်အသိပေးလာခဲ့တာပဲဖြစ်ပါတယ်။ဦးဝင်းနိုင်ကတော့2025ခုနှစ်ဧပြီလ၄နေ့နေ့လယ်ပိုင်းကစတင်ပြီးတော့ဘင်္ဂလားပြည်နယ်ရောတောင်ပိုင်းမှာလီဗီးယားနဲ့ရောင်းဝယ်တကူဖြစ်ပေါ်လာနိုင်ကြောင်းပြောလာပါတယ်။နော်သူက ECMWF GFS နဲ့ အိုက်ကွန်မော်ဒယ်များကမတ်လ30ရက်နေ့မှာတပည့်ကြီးခံမှန်းချက်ထွက်လာတယ်ဆိုပြီးတော့ရှင်းပြပါရယ်လီဘီယာနဲ့ရဝမမုန်တိုင်းအဆင့်ကို ရောက်လာနိုင်မဲ့ခြေအနေက ECNWF chat မှာ60ရာခိုင်နှုန်းရှိနေပြီဖြစ်ကြောင်းနဲ့ GFS ECNWF ENS chat တွေမှာလမ်းကြောင်းနဲ့အင်အားကျုံတဲ့ခံမှန်းချက်များတည်ငြိမ်မှုမရှိသေးတာကြောင့်မုန်တိုင်းဖြစ်မဖြစ်နဲ့ဆက်လက်ရွေလျားနိုင်မဲ့လမ်းကြောင်းမြန်မာနိုင်ငံပေါ်တည်ရောက်မှုကြီးကြီးမားမားမရှိရှိအသည့်အကြခံမှန်းနိုင်ခြင်းမရှိသေးကြောင်းကို အဝေးနိုင်ကဆိုပါရီအေဘီလာခဏီအနေနဲ့နောက်ပိုင်းရက်တွေအတွာဂျိုသင်ခမန်းချက်များမှာတော့ပလင်းတာဟီတိုင်းမုံပြင်းနေကရင်ပြင်းနေအီအာရီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းရခိုင်ပြင်းနေအရှားပြင်းနေရှမ်းပြင်းနေနေပြည်တော်မန္တလေးတိုင်းမွေးတိုင်းစကိုင်းတိုင်းချင်းပြင်းနေကချင်ပြင်းနေတို့မှာမိုးရွာပါမယ်လို့ဆိုပါရီပြပေါ်လာနိုင်မြေမိုးလေဝသရန်ဝန်အခြေအနေပေါ်မူတည်ပြီးမိုးဒီနေ့မှမိုးကြီးနိုင်မလားရည်ကြီးနိုင်မလားဆိုတာကတော့အချင်းချာမှာအသိအချာခံမနိုင်ပြီလို့ဥဝင်နိုင်ကဆိုထားတာပဲဖြစ်ပါရီလက်ရှိငလင်တန်း ဒေသများမှာအကူအညီကစေရေးလုပ်ငန်းတွေဆောင်ရွက်နေကြတဲ့ရှာကဲအဖွဲ့များနဲ့ဥယျာဉ်စွန့်လွှတ်လိုက်ရတဲ့ငလင်တန်းတဲ့ပြည်သူတွေအနေနဲ့ every လပိုင်းကစတင်ပြီးတော့မလို့ဝသအခြေအနေများကိုလုံးဝနော်မပြတ်နားဆွန့်ချပါရန်အသည့်ပေးတင်ပြလိုက်ခြင်းဖြစ်ကြောင်းအဝိနယ်ကဆိုပါတယ်။ဒါကြောင့်ပြောတာပါ။ငလင်ကအခုချိန်ထိလုံးဝလုံးဝကိုမရက်တန့်သေးပါဘူး။တော့ဒါကြောင့်မလို့တချို့သောပြည်သူတွေကမြန်မာနိုင်ငံထက်ပိုင်းကနေအောက်ပိုင်းကို အရေးပေါ်ပြေးလွှားနေကြရတာကိုလည်းတွေ့ရတယ်။အရေးပေါ်ကိစ္စရေးလုပ်ငန်းများစွာနိုင်ငံတကာကရုပ်ပြေးတွင်းမှာရုပ်လုံးဆောင်နေကြရတာကိုတွေ့ရတယ်။ဒါကြောင့်မလို့ကိစ္စရေးလုပ်ငန်းစဉ်ကတခဏချင်းနဲ့ပြီးသွားမှာမဟုတ်တဲ့အတွက်ဒါပေမဲ့လာဆန်ပိုင်းမှာအီဗီလက်လာဆန်ပိုင်းမှာဘုံတိုင်းကြီးတစ်ခုဖြစ်ပေါ်လာနိုင်တာဖြစ်တဲ့အတွက်အခုချိန်မှာ60ရာခိုင်နှုန်းတိချသွားပြီဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့ယူဆိုင်မှာရပါမယ်။ကျူတင်ပြီးတော့ခုခရီးကနေမလို့ဝတာချင်းတွေကိုစစ်စစ်မပြအနာဆုံးကြဖို့မလို့ဝတာပညာရှင်ဦးဝင်းနိုင်ကတိုက်တွန်းထားတာလေးဖြစ်ပါရယ်ဗျာ။